အားလုံးပဲမင်္ဂလာပါခင်ဗျာမီးဘိုထဲမှာနားဆင်ပါ Listen in the Kitchen အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကတော့အစားအသောက်နဲ့ကြံပိုင်ကြီးကြောင်းကိုစားလိုက်တဲ့အစားအသောက်နဲ့ကိုခန္ဓာကိုယ်ထဲမှာဖြစ်ပျက်နေတဲ့အရာတွေကိုဆက်ဆက်ပြီးတော့ဆွေးနွေးတဲ့ Focus အစီအစဉ်တစ်ခုဖြစ်ပါတယ်ဒီနေ့မှာတော့အရန်ကိုအလေးနဲ့ထားမယ်တော်တော်လေးကိုလူပြောများနေတဲ့ယူဆအမျိုးမျိုးလဲကွဲပြားနေတဲ့ခေါင်းစဉ်တစ်ခုအကြောင်းကိုပြောမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်နဲ့ရွယ်တူကျွန်တော်ထက်ငယ်တဲ့သူ တော်တော်များများဟာကိုဗစ်ကာလနဲ့ကိုဗစ်အလွန်ကာလတွေမှာအသေးကင်ဆာအသေးရောဂါတွေနဲ့ကွယ်လွန်ခဲ့ကြပါတယ်။အဲ့ဒီထဲမှာအရက်တောက်သူတွေကိုအရက်မတောက်သူတွေကိုပါနေပါတယ်။အရက်တောက်သူတွေမှာတော့အသေးရောဂါရရှိဖို့နှိစက်တဲ့အတွက်ဒီအကြောင်းကိုမပြောလို့တော့ပါဘူး။အရက်မတောက်တဲ့သူတွေဘာဖြစ်လို့အသေးကင်ဆာဖြစ်တာများနေတာလဲပေါ့နော်။ဒါတွေကတကယ်ပဲငြိုသီးမှုနေမြေပဲတွေမြေပဲစီပြီးတော့လမ်းမေးကအသားခင်တွေကြောင့်လား ျွန်တော်တို့ဓာမျိုးတွေကိုပြောနေတာပအဝန်းကျင်မှာအများကြီးကြားဖို့ကြမှာပါညူသီးမို့နေတိတ်မစားနဲ့အသေးကန်စားဖြစ်တတ်တယ်အချင်းတဲပြီးမစားနဲ့တိတ်ပြီးတော့မစားနဲ့လှောင်ပြီးတော့မစားနဲ့မြေပဲစီတွေမှာအစိတ်တွေပါနေတယ်လမ်းမရအသားခင်တွေကကျွန်တော်တို့ကိုတဖြည်းဖြည်းတတ်နေတယ်အဲ့လိုစကားတွေကိုပအဝန်းကျင်မှာကြားဖို့ကြပါလိမ့်မယ်ဒီလိုယူဆတွေကိုသိပ္ပံနည်းကြအထောက်ထား scientific evidence တွေနဲ့ရှင်းလင်းဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဘာတွေပြောမလဲဆိုတော့အသေးကန်စားဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေ အထူးသဖြင့်အရက်မတောက်တဲ့သူတွေမှာဘာကြောင့်ဖြစ်တယ်လဲပေါ့နော်အဖလာတောက်ဆင်ဆိုတာဘာလဲဒါတွေကမြေပဲငရုပ်သီးမှုန့်တဲ့မြေပဲစီတဲကိုဘလို့ရောက်လာတာလဲလမ်းမေးကအသားကင်တွေနဲ့ကင်ဆာဖြစ်နိုင်ရဲ့အကြောင်းဘာတွေသိထားတယ်လဲနောက်ဆုံးအနေနဲ့ကိုကိုကိုနဲ့ကိုမိသားစုကိုကာကွယ်ဖို့အတွက်လက်တွေ့ကြတဲ့ဘလို့အဆင့်တွေကိုကျွန်တော်တို့လှုပ်ဆောင်နိုင်မလဲအသေးကင်ဆာအထူးသဖြင့် hepatocellular carcinoma HCC လို့ခေါ်တဲ့အမျိုးအစားကကျွန်တော်တို့အာရှဒေသမှာ အဖြစ်အများဆုံးကန်ဆာတွေကတစ်ခုဖြစ်ပါတယ်။အရှေ့တောင်အာရှကုန်းတွင်းပိုင်းနိုင်ငံတွေဖြစ်တဲ့မြန်မာ၊ထိုင်း၊လာအို၊ဗီယက်နမ်တို့မှာအသည်းကန်ဆာဖြစ်ပွားမှုနှုန်းကကမ္ဘာနေရာအများစုထက်ပိုများနေတာကိုလေ့လာချက်တွေအရတွေ့ရပါတယ်။မြန်မာနိုင်ငံမှာဆိုရင်ရန်ကုန်အခြေစိုက်ဆေးရုံတွေရဲ့သုတေသနတွေအရအသည်းကန်ဆာလူနာအများစုဟာအရွယ်လက်ပိုင်းဒါမှမဟုတ်တက်ကြီးပိုင်းတွေဖြစ်တဲ့အရက်ကိုအလွန်ကြုံမတောက်တုံးတဲ့သူတွေအများပြားပါဝင်နေပြီးတော့နာတာရှည်သေးရောကား chronic liver disease တွေ hepatitis B hepatitis C ဒါမှမဟုတ်အသေးခြောက်ခြင်း cirrhosis lunar တွေဖြစ်နေတတ်ကြပါတယ်ရန်ကုန်ကအသေးရောဂါဌာနတစ်ခုရဲ့လေ့လာချက်တစ်ခုမှာတော့ nata ရှိအသေးရောဂါ lunar 62ဦးကိုလေ့လာခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီထဲမှာအသေးကန်ဆာ lunar 35ဦးနဲ့အသေးခြောက် lunar 56ဦးပါဝင်ပါတယ်ဘာတွေတွေ့တယ်လဲဆိုတော့ hepatitis B နဲ့ C ပိုးဝင်တာကအသေးကန်ဆာရဲ့အထူးအကြောင်းအရာဖြစ်နေတယ် ဒါပေမဲ့တီးနှံနေရဲ့မှုကနေဖြစ်တဲ့ aflatoxin B1 အဆိပ်ကိုလည်းအဲ့ဒီလူနာတွေရဲ့သွေးထဲမှာအနည်းငယ်တွေ့ရှိခဲ့ကြပါတယ်။ဒါကြောင့်ကျွန်တော်တို့ပြောနိုင်တာကတော့အရက်ကတူဦးတဲ့သော villain မဟုတ်ပါဘူး။လူနာအများပြားအတွက် virus ပိုးကြောင့်ဖြစ်တဲ့အသေးရောင်ခြင်း viral hepatitis နဲ့အခြားအချက်တွေကပိုးအရေးကြီးနေပါတယ်။ aflatoxin အကြောင်းကိုခဏနေကြရင်ပြောပါမယ်။ပထမဆုံးရှင်းရှင်းလင်းလင်းပြောချင်တာကတော့အရင်မတော့ရင်တော့မှအသေးကန်ဆာဖြစ်နိုင်ပါတယ် ထူးသဖြင့်ကို့မှာ hepatitis B သို့မဟုတ် C ရှိနေရင်ဒါမှမဟုတ်အဝလွန်နာနဲ့ဆီးရုံတောင်ဖြစ်တဲ့ဆီဖုံးအသေးရောဂါ non alcoholic fatty liver disease တွေရှိနေရင်ပေါ့ဒါကြောင့်အသေးကင်ဆာဟာအရက်ကြောင့်ပဲလို့ကြားတာနဲ့ဒါဟာပထမဆုံးလွဲမှားတဲ့အယူဆဖြစ်သွားပါပြီကမ္ဘာလုံးဆိုင်ရာအသေးကင်ဆာဖြစ်စေတဲ့အဓိကအကြောင်းရင်း၃မျိုးကိုမြန်မြန်ဆွေးနွေးကြည့်ကြအောင်နော်အဲ့ဒီချက်တွေကအရက်တောက်တည်ဖြစ်စေမတောက်တည်ဖြစ်စေလူတိုင်းနဲ့သက်ဆိုင်ပါတယ် ကမ္ဘာတစ်ဝှမ်းမှာနာတာရှိ hepatitis B HPV နဲ့ hepatitis C HCV ပိုးဝင်တာတွေကအသည်းကင်ဆာရဲ့အဓိကအကြောင်းရင်းတွေဖြစ်ဆက်ပြီးတော့ရှိနေပါတယ်။ဒီဗိုင်းရပ်စ်တွေကနှစ်ပေါင်းများစွာကြာအသည်းဆဲတွေကိုဖျက်ဆီးပြီးတော့အသည်း6ချင်း cirrhosis ကနေတဆင့်ကင်ဆာအထိဖြစ်စေနိုင်ပါတယ်။မြန်မာနိုင်ငံမှာလည်းလေးလာတွေ့ရှိချက်တွေအရအသည်းကင်ဆာလူနာအများပြားဟာ hepatitis B ဒါမှမဟုတ် C positive ဖြစ်နေကြတာကိုတွေ့ရပါတယ်။ အဖလာတောက်ဆင်ဆိုတာကမှုကနေဖြစ်တဲ့အစိတ်ပါ အထူးသဖြင့် Aspergillus flavus နဲ့ Aspergillus parasiticus လိုမျိုးမှုတွေကနေထုတ်လုပ်တဲ့အစိတ်တောက်တွေဖြစ်ပါတယ်။အဲ့ဒါတွေကနှွေးထွေးပြီးတော့ဆူဆွတ်တဲ့အခြေအနေတွေမှာစိုက်ပျိုးတဲ့အခါဒါမှမဟုတ်တူလောင်တဲ့အခါမြေပဲပြောင်းဟင်းခတ်အမွှေးကျိုင်တဲ့အခြားခေါက်ပဲတိနှံတွေကိုမကြာခဏမှုဆွဲစေတတ်ပါတယ်။ Aflatoxin B1 ကိုတော့ Group 1 Carcinogen ဖြစ်သတ်မှတ်ထားပါတယ်။ဆိုလိုတာကတော့လူသားတွေမှာ ကင်ဆာအထူးသဖြင့်အသည်းကင်ဆာကိုဖြစ်စေတယ်လို့သိထားတဲ့အရာပါလူတွေကတကြားတတ်များတဲ့အစီဓာတ်များတဲ့ ultra processed food တွေကို ပိုစားလာတာဖြစ်တဲ့အတွက်အစီဘုံအသေးရောဂါ non alcoholic fatty liver disease NAFLD ကလည်းကမ္ဘာတစ်ဖက်မှာတိုးလာနေပါတယ် NAFLD ဟာအရက်လုံးဝမတောက်ဖူးသူတွေမှာတော့အသေးခြောက်ချင်းအသည်းကင်ဆာအထိတိုးတက်ပြောင်းလဲနိုင်ပါတယ်ဒီထက်ပိုပြီးတော့စိုးရိမ်စရာကောင်းတဲ့ပိုင်းကတော့ hepatitis B ရှိနေပြီးသားလူတစ်ယောက်က အဖလာတောဆင်နဲ့ထိတွေ့မှုရှိတဲ့အခါမှာအသေးကန်ဆာဖြစ်နိုင်ရေကိုအစာပေါင်းများစွာတိုးမြင့်စေနိုင်ပါတယ်။အချို့အချက်လက်တွေအရဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အကျိုးသက်ရောက်မှုကတခုတည်းဖြစ်ခြင်းထက်စေစားမကပိုများနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်မြန်မာနိုင်ငံကငြိုသီးမှုမြေပဲဒါမှမဟုတ်မြေပဲစီအကြောင်းပြောတဲ့အခါမှာအဖလာတောဆင် exposure အကြောင်းကိုပြောနေကြတာဖြစ်ပြီးတော့အထူးသဖြင့် hepatitis B ဒါမှမဟုတ်စီရှိနေတဲ့အသေးမခိုင်မာသူတွေအတွက်ပိုအန္တရာယ်ရှိနေတာကိုပြောတာဖြစ်ပါတယ်။ ကောင်းပြီမြို့သီးမို့อ่ะကျွန်တော်တို့ကိုအသေးကန်စာဖြစ်เสียလာညီဘဲနဲ့ညီဘဲစီတွေကအဖလာတော့ဆင်နေနဲ့ပြည့်နေတာလားအဖလာတော့ဆင်ကမျက်စိနဲ့မမြင်ရပါဘူးအနံ့ရတာလည်းလုံးဝမရှိပါဘူးဒါကြောင့်အလွန်အန္တရာယ်များတယ်လို့ပြောတာပါကဘာလုံးဆိုင်ရာခံမှန်းချက်တွေအရတော့အဖလာတော့ဆင်ဟာကဘာတော်ကအသေးကန်စာဖြစ်ရတဲ့300ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းအထိတာဝန်ရှိနေပါတယ်အထူးသဖြင့်အစားအစာတူလောင်မှုခက်ခဲပြီးတော့စီမင်းစီကံအားနည်းတဲ့ အာဖရိကနဲ့အာရှဒေသတွေမှာဖြစ်များပါတယ်။မြန်မာနိုင်ငံမှာတော့အဖလာတောက်ဆင်အစိတ်သိမ့်မှုက ပြောင်းနဲ့အခြားသီးနှံတွေအပါအဝင်ပြည်ပပို့ကောပြည်တွင်းစားသုံးရန်အတွက်ပါစိုက်ပျိုးတယ်။စိုက်ပျိုးရေးထွက်ကုန်မျိုးစုံမှာတွေ့ရှိထားပါတယ်။အထူးသဖြင့်ငေယူသီးနဲ့ငေယူကောင်းထုတ်ကုန်တွေဟာမြမဟင်းရတွေရဲ့အခြေခံစိတ်ပိုင်းဖြစ်ပြီးတော့ဟင်းအတုပ်အချင်းအဲ့အရာတွေမှာနေတိုင်းသုံးကြပါတယ်။မြန်မာနိုင်ငံမှာစားသုံးနေတဲ့ငေယူသီးနဲ့ငေယူကောင်းထုတ်ကုန်တွေပေါ်2024ခုနှစ်ကပြုလုပ်ခဲ့တဲ့ risk assessment အနေနဲ့အကဲဖြတ်ခြင်းအရာအဲ့ဒီထုတ်ကုန်တွေကအဖလာတောက်ဆင်ကြောင့်အသေးကန်စာဖြစ်နိုင်ကြရာလူတသိန်းမှာတစ်နှစ်ကို0.042ကနေပြီးတော့0.047လောက်ပဲရှိတယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့အခြားအသေးကန်စာဖြစ်ပွားနှုန်းနဲ့ရှင်နေပေမဲ့တုံညတော့မဟုတ်ပါဘူး။အခြားနိုင်ငံတွေကလိလချက်တွေမှာလည်းမြို့သီးမှုန့်ကိုနေပူလှမ်းပြီးတော့စိုးစွတ်တဲ့အခြေအနေမှာတင်းစီးတဲ့အခါမှာ အဖလာတောက်ဆင်နဲ့အိုခရာတောက်ဆင် A တို့လိုမှုစိတ်တွေပါဝင်နိုင်ပြီးတော့ညဉ့်ညမ်းနိုင်တယ်ဆိုတာကိုလေ့လာတွေ့ရှိရပါတယ်။ငြုတ်သီးကိုနေတိုင်းနည်းနည်းလေးပဲဖြူစားတဲ့အခါမှာငြုတ်သီးတစ်ခုတည်းကနေရတဲ့အဖလာတောက်ဆင် exposure ကညီပဲဒါမှမဟုတ်ပြောင်းလိုမျိုးအ धिक အစားအစာတွေကနေရရှိတာထက်အလေးချိန်အများကြီးနည်းပါတယ်။ရိုးရိုးလေးကြည့်လိုက်ရင်တော့ငြုတ်သီးကိုနည်းနည်းလေးပဲစားလို့ဖြစ်ပါတယ်။ဆိုလိုတာကတော့ငြုတ်သီးမှုမှာအဖလာတောက်ဆင်ပါနိုင်ပေမဲ့ သူကြီးတက်တက်ကအသေးကန်စာရဲ့အဓိကမောင်းနေအားတော့မဟုတ်ပါဘူးအခုအသေးကန်စာနဲ့ပို့ပြီးဆက်ဆက်နေတဲ့မြေမဲနဲ့မြေပဲစီအကြောင်းကြည့်အောင်ပါ2023နှစ်ကလိလတွေ့ရှိချက်အရတစိမ့်မပါတဲ့တန်မုံနေ plastic ဘူးတွေနဲ့ရောင်းနေရှိတဲ့ထုတ်ပိုးမှုရှိတဲ့မြေပဲစီ m package peanut wire တွေကအစီထဲမှာအဖလာတောင်စင်ရှိနေနိုင်ပြီးတော့အသေးကန်စာဖြစ်နိုင်ခြေကိုများစွာမြင့်တက်စေတယ်လို့ဆိုပါတယ်ဒါကမြန်မာနိုင်ငံနဲ့အလွန်သက်ဆိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လူတွေက တစိမ့်မပါတဲ့စီတွေစုံစီတွေဝေယူစားသုံးနေရှိကြပါတယ်။သိုးလောင်မှုအခြေအနေကလည်းပူပြင်းပြီးတော့ဆိုးဆွတ်တဲ့နေရာကများပါတယ်။ကြော်ဝင် ခွင့်ယူထားတဲ့ပုံမှန်စစ်ဆေးမှုတက်စတင်နေတဲ့တစိမ့်ကတ်တဲ့ဥပဒေ labeling law ကလည်းကျင့်သုံးတဲ့သူရှားပါတယ်။ဒါကြောင့်လူတွေကမြေပဲစီကနေအသေးကန်စာဖြစ်စေတယ်လို့ပြောတဲ့အခါမှာသူတို့တကယ်တမ်းစိုးရင်ရတော့အစီထုတ်လို့ဖို့သုံးတဲ့မြေပဲတွေက aflatoxin နဲ့ညဉ့်ညမ်းနေနိုင်ပြီးတော့ အဲ့ဒီအစိတ်တောက်တွေကနေစီထဲမှာပါလာနိုင်တယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။ထပ်ပြောရရင်တော့မြေပဲဒါမှမဟုတ်မြေပဲစီကမကောင်းတဲ့အစားအစာမဟုတ်ပါဘူး။စနစ်တကျထုတ်လို့ရင်ကျန်းမာရေးအတွက်ကောင်းတာတွေအများကြီးရှိပါတယ်။ပြဿနာကတော့စနစ်တကျမချောက်တွေ့တာ စနစ်တကျမတူလောင်တာစစ်ဆေးမှုမရှိဘဲနဲ့ဖြန့်ချီရတို့အကြောင်းဖြစ်ပါတယ်။နောက်တစ်ချက်ကိုကြည့်ရအောင်။အခုဆိုရင်တော့ရန်ကုန်ညာစည်းတန်းတွေကနေပြီးတော့မြို့ငယ်လေးတွေတောနယ်လေးတွေအထိနေရာတိုင်းမှာတွေ့နေရတဲ့ မိဘတွေဥထွက်နေအောင်กินတဲ့လမ်းမေးကအသားခင်ဆိုင်တွေကို ကြည့်အောင်ပါလူတွေမြဲပြောတာကတော့ကျွန်တော်အယက်မတော့ဘူးဒါပေမဲ့လမ်းမေးကအကင်အသားခင်တွေကြိုက်တယ်နေတိုင်းစားတယ်ဒါတွေကရောအသေးကံစားဖြစ်စေနိုင်သလားပေါ့နော်အသားခင်တွေမှာအဓိကအန္တရာယ်2မျိုးရှိပါတယ် chemical risk လို့ခေါ်တဲ့ဓာတုဗေဒအန္တရာယ်နဲ့ microbiological risk လို့ခေါ်တဲ့ပိုးမွားဆိုင်ရာအန္တရာယ်ဖြစ်ပါတယ်ဓာတုဗေဒအန္တရာယ်များအနေနဲ့ကတော့ pH နဲ့အခြားကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေတာဖြစ်ပါတယ်။အသားအပူချိန်မြင်မားစွာချက်ပြုတ်တဲ့အခါအထူးသဖြင့်မီးတောက်ဒါမှမီးသွေးပေါ်မှာဓာတ်ရိုက်ကင်တဲ့အခါမှာ polycyclic aromatic hydrocarbon လို့ခေါ်တဲ့ဓာတုပစ္စည်းတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ pH တွေကအသားထဲကအဆီနဲ့အရည်တွေက မီးသွေးဒါမှမဟုတ်ထင်းနှုံးပေါ်စီးကြတဲ့အခါမှာမီးခိုးတွေဥထွက်လာပြီးတော့အဲ့ဒီမီးခိုးတွေထဲမှာကာဗွန်လို့ခေါ်တဲ့ဓာတုပစ္စည်းတွေပါဝင်ပါတယ်။အဲ့ဒီမီးခိုးတွေကအသားရဲ့မျက်နှာပြင်ကိုဖုံးသွားပါတယ်။ benzoapirin လိုမျိုး pH တချို့ကလူသားတွေအတွက်ကင်ဆာဖြစ်စေတယ်လို့သိထားတဲ့ဒါမှမဟုတ်ဖြစ်နိုင်ခြေရှိတဲ့ဓာတုပစ္စည်းတွေဖြစ်ပါတယ်။မီးခိုးအလွန်များတဲ့မီးသွေးနဲ့အလွန်ကျွံကင်ထားတဲ့အသားကိုများများစားသုံးတာဟာအထူးသဖြင့်အစာခြေစနစ်ကင်ဆာ digestive system ကင်ဆာတွေဖြစ်နိုင်ကြီးတိုးလာတာနဲ့ဆက်ဆက်နေတယ်ဆိုတဲ့ထောက်ထားတွေရှိပါတယ်။ချက်ချင်းကင်ဆာတဲ့အသားတိုင်းကိုကင်ဆာဖြစ်စေတယ်လို့မဆိုပါဘူး။ဒါပေမဲ့အသားကိုအမြဲတမ်းမဲသွားတဲ့အထိ ကျွန်းသွားတဲ့အထိกินရင်အသားကင်တဲ့တံမြောင်းကိုမတန်ရှင်းမဲနဲ့ပြန်သုံးရင်အစီတွေကမီးတော့ပေါ်ကိုစင်စက်မပြတ်စီးကြနေရင်ဒါဆိုရင်တော့ pH ပမာဏကတော်တော်လေးမြင့်မားနေနိုင်ပါတယ်။အဲ့ဒီ pH တစ်ခုတည်းကြောင့်လည်းအသေးကင်စာတီးတန့်ဖြစ်စေတယ်ဆိုတော့ခိုင်မာတဲ့အထောက်အထားမရှိပေမဲ့သူတို့ကလူတွေရဲ့ DNA ကိုပျက်စီးစေပြီးတော့ကင်စာဖြစ်နိုင်ခြေကိုအထောက်ပံ့ပေးပါတယ်။နောက်တစ်ခုကတော့ပိုးမွှားဆိုင်ရာအနည်းပါဘက်တီးရီးယားနဲ့တန်ရှင်းမှုလို့လည်းပြောလို့ရပါတယ်။ ဓာတုဗေဒအန်နေရီအပြင်လေးလာချက်တော်တော်များများမှာတော့လမ်းမေးအစားစာရောင်းချသူတွေရဲ့စားတော့ကုန်ဘေးကင်းလုံခြုံမှုအလေးချင်းအားနည်းခြင်းကို ထောက်ပြထားပါတယ်။လမ်းမေးအစားစာရောင်းချသူတွေနဲ့ပတ်သက်တဲ့လေးလာချက်တစ်ခုအရလူတွေကစားတော့ကုန်ဘေးကင်းလုံခြုံမှုဆိုင်ရာအသိပညာနှေးပါကြပြီးတော့လက်စည်းတာစားတော့ကုန်တူလောင်တာ cross contamination လို့ခေါ်တဲ့ကင်ပြီးသားနဲ့မကင်ရသေးတဲ့အစားတော့ပုတ်တိုးနေတဲ့အစားတော့နဲ့ကောင်းတဲ့အစားတော့ကနေဒီလိုပြန်လန်ကူးတဲ့ ကူးဆက်ညဉ့်ဉန်းမှုတွေကလည်းစနစ်မကျဘူးလို့ဆိုပါတယ်။ဒါကြောင့်ဘယ်ကလာမှန်းလဲမသိအတိမပြုလက်မှတ်လည်းမရှိတဲ့အသင့်ကင် စားလို့ရတဲ့အသားတွေကငုံလျှော့တာနဲ့အစာအစိတ်တင်တာလို့ရေရိုအန္တရာယ်ဖြစ် pH နဲ့အခြားညဉ့်ဉန်းပစ္စည်းတွေကိုပုံမှန်ထိတွေ့နေရင်ရေရှည်အန္တရာယ်လည်းဖြစ်နိုင်ပါတယ်။လမ်းမေးအစားအစာတွေအားလုံးကမကောင်းဘူးလို့မဆိုလိုပါဘူး။လမ်းမေးအစားအစာကယဉ်ကျေးမှုအရာရော စီးပွားရေးအရာပါအရေးကြီးပါတယ်။ပြဿနာတွေကတော့အစားအစာကိုဘယ်လိုပြင်ဆင်မလဲ။ ဘလို့လောင်စာကိုသုံးတာလဲဘလောက်ကြီးကျက်ထိန်းချုပ်မှုရှိတယ်လဲဆိုတာပါပဲဒါဆိုကျွန်တော်တို့ကလက်တွေ့ဘာလို့နိုင်မလဲပေါ့နော်အရေးကြီးတဲ့အပိုင်းအောင်ရောက်လာပါပြီကျွန်တော်တို့နေ့စဉ်ဘဝမှာတကယ်တမ်းဘာတွေလုပ်နိုင်မလဲသုံးစင်ရှိပါတယ်ကိုကိုယ်တိုင်လှူဆောင်ရမှာ၄အိမ်သုံးပစ္စည်းဝယ်ယူမှုမှာရွေးချယ်ရမှာ၄ကိုယ့်ရဲ့လူမှုတိုင်းဝန်းနဲ့တိုင်းပြည်ရဲ့စီးပွားရေးမူဝါဒဆိုင်ရာပြောင်းလဲမှုတွေဖြစ်ပါတယ်ကိုယ်တိုင်လှူဆောင်လို့ရတဲ့ဟာကတော့ကိုယ့်အသေးကိုအရင်ကာကွယ်ရပါမယ် ို့အသေးရဲ့အခြေအနေကိုသိရပါမယ်။အသေးကိုမစစ်ဆေးရသေးရင်ဆေးကမ်းမှာ hepatitis B နဲ့ C ရှိနေသလားဆိုတာကိုစစ်ဖို့ဖြစ်ပါတယ်။ B negative ဆိုရင် B ကာကွယ်ဆေးထိုးပါ။ရေရှည်မှာအသေးကန်ဆာကိုကာကွယ်ဖို့အတွက်အရေးကြီးပါတယ်။ကိုယ့်ရဲ့ကိုယ်လေးချိန်နဲ့သွေးရင်းသကြားဓာတ်ကိုလည်းထိန်းချုပ်နိုင်ပါစေ။အဝလွန်ခြင်းနဲ့စီးကြိုကြောင့်ဖြစ်တဲ့အစီဖုံးနေတဲ့အသေးဟာအသေးကန်ဆာကိုဦးတည်စေနိုင်ပါတယ်။ရိုးရှင်းတဲ့အဆင့်တွေကတော့ ဟင်းသီးဟင်းရွက်နဲ့တည်တည်ဝလံတွေပူစားပါတကြားပါတဲ့အဖျော်ရောမကားတွေကိုဆင်ကျင်ပြီးတော့တောက်ပါစီထဲမှာနှစ်ကြော်ထားတဲ့ deep fry လို့ခေါ်တဲ့အကြော်လှော်တွေရှော့စားပါ မီးကျွမ်းနေတဲ့အသားတွေကို မစားပါနဲ့အသားရင်စားတဲ့အခါမှာမဲနေတဲ့ကျွမ်းနေတဲ့အနာသက်တွေကိုရှောင်းပါဖြတ်ထုတ်ပစ်ပါမီးကျွမ်းနေတဲ့အရေကုန်တွေကိုမစားပါနဲ့ဖယ်လိုက်ပါ အသားခင်နဲ့စားရင် လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေတည်တည်ဝလံနေတဲ့အတူတူရောစားပါ ဓာရုရောင်နေစိုးထားတဲ့အချင်းကြီးတွေထက်စားလို့ရှိရင်တော့လက်ဆက်တဲ့တံမြာသီးအရေလေးညှစ်ပြီးစားတာပိုကောင်းပါတယ်။အစားတော့ကိုယုံကြည်စိတ်ချရတဲ့အရင်းမြစ်တွေကနေဝယ်ပါ ဖြစ်နိုင်လို့ရှိရင် FDA မှတ်ပုံတင်ထားတဲ့တစိပ်ပါတဲ့ငွေဦးသီးမှုန့်နဲ့မြေပဲကိုရွေးပါဈေးချိုးပြီးတော့အယောင်မဲနေတဲ့အနံ့ထူးဆန်းတဲ့ငွေဦးသီးမှုန့်တွေကိုရှောင်ပါသူတို့ပြင်တော့ဆူဆူပြီးတော့မြူသီးကခဲနေရင် မာနေရင်မတော့ပါနဲ့ အချောက်လှမ်းတဲ့အစားအစာတွေကိုလည်းလေလုံအောင်စနစ်တကျသိမ်းစီပါ။မြေပဲငြိုသီးပဲတွေကောက်ပဲသီးနှံတွေကိုအေးပြီးတော့ခြောက်သွေးရနေရာမှာထားပါ။ပူပြီးတော့စွတ်ဆူတဲ့လေကွေတဲ့ကြောင်ထဲမှာမထားပါနဲ့။ဖြစ်နိုင်ရင်လေလုံနဲ့ဖန်မှုတွေသုံးပါ။မိုးတက်နေတာ တွေ့ရင် အနံ့ဆိုးရင်ပြစ်လိုက်ပါ။ရေဆေးပြီးတော့ချက်စားဖို့မကြိုးစားပါနဲ့။မြေပဲစီစားရင်သတိထားပါ။စနစ်တကျတန့်စင် ထုတ်လို့ပြီးတော့အမြဲစစ်ဆေးမှုပြုနေတဲ့ label တေးချကတ်ထားတဲ့ဂုံသိခါရှိတဲ့အမှတ်တံဆိပ်တွေကိုရွေးချယ်ပါ။တစိမ့်မပါတဲ့ပြန်သုံးထားတဲ့ plan ဒါမှမဟုတ်ဘူးတွေနဲ့ရောင်းတဲ့ဈေးသက်သာတဲ့နေပဲစီတွေကိုသတိထားပါ။ဈေးသက်သာနေဘာကြောင့်လဲဆိုတော့မေးခွန်းထုတ်ပါ။ကိုစားတဲ့ဟင်းချက်စီတွေကိုမကြာခဏပြောင်းပြောင်းပြီးတော့သုံးပါ။ CO ကိုချက်နေတဲ့ဟင်းအောင်မှာမူတည်ပြီးတော့အမျိုးအစားခွဲပြီးတော့သုံးဆွဲဖို့လေ့လာကြည့်ပါကျွန်တော်မြန်မာပြည်မှာတော့မြေပဲစီအပြင်နေကြာစီ အုံပြိုစီ စောင်းစီဆိုလို့ရှိရင်လည်းဂရိမြင့်တဲ့စောင်းစီဒါရီဝေးချေပါကာနိုလာစီတို့တခြားသော ဖွဲနှုစီတို့လည်းဈေးွက်ထဲမှာတွေ့နိုင်ပါတယ်။လမ်းမေးစားစာရင်အကင်တွေစားတဲ့အခါမှာကင်းတဲ့တံများကိုလေ့လာပါ။ရောင်းနေတဲ့သူတွေကမိခိုးတွေတူအူနဲ့အပူချိန်ရမ်းပြတဲ့မီးတော့တွေပေါ်မှာကင်းနေရလား။အကင်များတွေကအနက်ရောင် အဖက်အဖက်တွေနဲ့ထူနေတာလား။အသားတွေကမဲပြီးကျွမ်းနေတာလား။ဒါဆိုရင်တော့ pH အနေနဲ့များပါတယ်။ အဲ့ဒီသားတွေကဘယ်ကလာတာလဲအသားတွေကိုနေထားပြီးတော့အပြင်မှာဘလောက်ကြာကြီးထားထားသလဲအသားစိမ့်တဲ့အချက်ကိုတည်တံ့ခွဲထားသလားပြီးတော့စီကန်းတကြတန်တန်ရှင်ရင်ရောင်းတဲ့သူတွေကိုပို့ပြီးတော့ဦးစားပေးဝယ်ယူပါလက်အီဝတ်ထားရမယ်အစားတောက်တွေကိုညှက်နဲ့ကန်ရမယ်မချက်ပြုတ်မီမှာအသားကိုရေခဲတက်တာဓာတ်မှုကူလာထဲမှာဓာတ်မှုရေခဲပုံးထဲမှာထားရမယ်မိခိုးဦးနေတဲ့မိတော့တွေနဲ့မဟုတ်ဖ ೇನೆ အပူချိန်ကိုလိုးလိုးထိန်းနိုင်တဲ့အကင်ဘိုလိုမျိုးနဲ့ กินท้าได้อตาริยาปูပြီးတော့အနေကင်းနိုင်ပါတယ်တခါလေအကင်းစားတာနဲ့မီးကျွမ်းနေတဲ့အကင်းတွေကိုနေတိုင်းစားတာမတူပါဘူးကျွန်တော်မြန်မာပြည်မှာလည်းဘီယာဆိုင်တွေမှာအကင်းအများအားရနေတာဖြစ်တဲ့အတွက်ဘီယာလေးတောင်းရင်းနဲ့အကင်းနဲ့မီးတတ်ကြတာသဘာဝပါဒါကြောင့်မလို့ကိုသတိမထားမိပဲနဲ့တလရက်30မှာအကင်းကိုရက်20လောက်စားမိနေတာမျိုးလည်းဖြစ်တတ်ပါတယ်အနှစ်ချုပ်ပြောရရင်တော့မြန်မာနိုင်ငံမှာအသေးကန်စာဖြစ်ရတာဟာ virus တွေနဲ့မှိုးရလာတဲ့စိတ်တောက်တွေ စားတောင်းတဲ့ချက်ပြုတ်နီးစတဲ့အချက်ပေါင်းမျိုးစုံကိုပေါင်းဆက်ပြီးတော့မှအပြန်အလှန်တယောက်မှုတွေရဲ့ရလဒ်တစ်ခု ဖြစ်ပါတယ်ကျွန်တော်တို့ဒီကိစ္စတွေကိုစိတ်ဝင်စားတယ်လို့ထင်ရင်ကျွန်တော်ခုပြောတာတွေအသုံးဝင်တယ်လို့ထင်ရင်လည်းပဲတင်ပဝင်ခြင်းတင်မိသားစုတငယ်ချင်းတွေအထူးသဖြင့်တော့အရင်မတော့ရင်အသေးအတွက်စိုးရင်ကြာမလိုဘူးလို့ထင်တဲ့သူတိုင်းကိုမျှဝေပေးပါနောက်လာမယ့်အပိုင်းဒီမှာတော့ပို့ပြီးတော့ဘေးကင်းတဲ့စီအေကိုဘယ်လိုရွေးချယ်မလဲ ဓာခွဲကနေကနေပြီးတော့အဖလာတော်စင်ပမာဏကိုတကယ်တမ်းဘယ်လိုစစ်ဆေးမလဲဘယ်လိုသတ်မှတ်ထားသလဲဖူလီဗရီဘောကဘေးကင်းတယ်ဆိုတာကိုဘယ်လိုကြည့်မလဲဒါရီဟာဘာကိုဆိုလိုတာလဲဆိုတာကိုနားလည်နိုင်အောင်လို့ပို့ပြီးတော့နည်း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 လေ့လာတင်ပြသွားဖို့ရှိပါတယ်ကိုယ့်ရဲ့အသေးကို view ဆိုင်ပါကိုယ့်ရဲ့အသေးကကိုယ့်ခန္ဓာကိုယ်အတွက်တနည်းကို24နာရီလုံးလုံးတိတ်တိတ်ဆိတ်ဆိတ်ကလေးနဲ့အလုံးလုံးပေးနေတာဖြစ်ပါတယ် Listen in the Kitchen မိဖို့ထဲမှာနားဆင်ပါအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာကြပါစေကျွန်တော်ဝနာကျော်ပါ